ကျွန်တော်တို့က developer တယောက်ဆိုလို့ရှိရင်ကျွန်တော်တို့မှာ portfolio လို့ခေါ်တဲ့ website လေးတစ်ခုကတော့ဒါရှိကိုရှိထားတင်တယ်ကျွန်တော် sample ရေးထားတဲ့ဒီ portfolio project လေးကိုအဲကျွန်တော်ကုတ်ပံမှာတစ်ချက်ဖွင့်ပြပေးမယ်ဆိုတော့ဒီမှာတော့ကျွန်တော်တို့ဘာမှ trade through တော့ပါတာတော့မဟုတ်ဘူးအဲကျွန်တော်တို့ sample portfolio project ဆိုတဲ့အတိုင်းပဲဒါကျွန်တော် HTML CSS JavaScript လေးနည်းနည်းသုံးပြီးတော့အဲကျွန်တော်နည်းနည်းကြည့်လို့ကောင်းမယ်ဒီ sample portfolio project လေးတစ်ခုကျွန်တော်ရေးထားပေးတယ် ဆိုတော့ဒီမှာဆိုလို့ရှိရင်ကျွန်တော် navigation လေးပါမယ်အဲပြီးလို့ရှိရင် hero session လေးတွေပါမယ် about session လေးတွေပါမယ်ပြန်ကျွန်တော်ရဲ့ဒီဒါကျွန်တော်တို့ပြီးခဲ့တဲ့ project တွေကိုကျွန်တော်တို့ showcase လုပ်တဲ့ကျွန်တော်တို့ project session လေးတစ်ခုပါမယ်။ပြီးရင်ကျွန်တော်ရဲ့ scale တွေကိုပြမယ် scale session လေးတစ်ခုကျွန်တော်ရေးထားတယ်။ပြီးရင်ကျွန်တော်တို့ဒါကျွန်တော်တို့ content လာလုပ်လို့ရမယ် content session လေးတစ်ခုလည်းကျွန်တော်ရေးထားတယ်။ပြီးလို့ရှိရင်တော့ကျွန်တော်ရဲ့ footer လေးကျွန်တော်ပါမယ်ပေါ့နော်။ Okay ဆိုတော့ဒါကတော့ဒါကျွန်တော် HTML ကိုဒါကျွန်တော် ကိုပါပြီးကျွန်တော်ပြသပေးတာပြီးရင်ကျွန်တော်ရဲ့ CSS မှာဆိုလို့ရှိရင်ဒါကျွန်တော်ရဲ့ website ကိုအဲကြည့်လို့ကောင်းသွားအောင်အဲကျွန်တော်တို့ design လေးတွေနည်းနည်းလေးတွေရေးထားတယ်ပြီးရင်ထပ်ပြီးတော့ပါပြီးပါမလဲဆိုတော့ကျွန်တော်ရဲ့ဒီ responsive အတွက်ပါကျွန်တော်တခါရဲရေးထားပေးတယ်ပြီးရင်ဒါကျွန်တော် responsive design အတွက်ပေါ့ဟုတ်ပြီနော်ဒီဘက်က JavaScript ကတော့အဓိကအဖြစ်ကျွန်တော်ရဲ့အဲဒီ mobile view မှာဆိုလို့ရှိရင်ဒါကျွန်တော်ရဲ့ဒီ navigation လေးကိုဖွင့်ဖို့အတွက်ကျွန်တော် javascript လေးနည်းနည်းရေးထားတယ်။ဒီကောင်လေးကိုကျွန်တော်ဖွင့်ပြမယ်ဆိုလို့ရှိရင် ဒီလိုမျိုးလေးကျွန်တော်ထွက်လာပါလိမ့်မယ်အဲဒါမှကြည့်ပေါ့နော်ဒါကတော့ဒါကျွန်တော် sample အနေနဲ့ကျွန်တော်ရေးထားတဲ့ကျွန်တော်ရဲ့ဒီ portfolio project လေးပေါ့ဆိုတော့အမတော့ကျွန်တော်တို့ design အလန်းကြီးတော့ကျွန်တော်ပါမှာတော့မဟုတ်ဘူးဒါ sample ဆိုတဲ့အတိုင်းပဲ usage လေးပဲဆိုတော့ဒီဟာလေးကျွန်တော်တို့ပါပါမယ်အဲဒါဆိုလို့ရှင်ဒါကျွန်တော်ရဲ့ဒါဒီ about ပေါ့ပြီးရင်ဒါကကျွန်တော်ရဲ့ဒါကျွန်တော်တို့ပြီးခဲ့တဲ့ဒါ project တွေအပြင်ဒါကိုယ့်ရဲ့ scale ကိုပြမယ် scale session ပေါ့အပြင်ဒါကတော့ content session ဒါလေးကတော့ footer လေးပေါ့ ီเนาะဆိုတော့ကျွန်တော်မှာတော့ဒါ sample ပဲဖြစ်တယ် brother root အနေနဲ့ကိုယ့်ရဲ့ portfolio project ကိုအဲဒီထက်မှရောစပြီးတော့ build လုပ်ထားကြပါ။ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်အစမှပြောသွားတဲ့အတိုင်းပဲ developer တယောက်အနေနဲ့ကျွန်တော် portfolio project ဆိုတာကမရှိမဖြစ်လိုအပ်တယ်။ပြီးရင်ကျွန်တော်ရဲ့ creative coder ကလည်းဒီ portfolio project နဲ့ပတ်သက်ပြီးတော့လာမယ့် event လေးတွေရှိပါသေးတယ်ဆိုတော့ဒီအတွက်ကြောင့်ကျွန်တော်တို့လာမယ့် event လေးတွေမှာဝင် join လို့ရအောင်ဒါကျွန်တော်တို့ရဲ့ portfolio project လေးကိုအခုကတည်းကစပြီးတော့ विप्लव ठाचा था